2025ခုနှစ်ဇွန်လ15ရက်နေ့တွင်ကြာရောက်မည်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာန၏နှစ်30ပြည့်နှစ်ပတ်လည်နေ့အကျိုးစုပေါင်းတွေ့လူတန်းပွဲအခမ်းအနားကိုဇွန်လ12ရက်နေ့နေ့9နာရီကတာယာဝရီခရိုင်ပြည်သူ့စေယုံကြီးဂရင်တရား၌ကျင်းပခဲ့ပါသည်ရှေးဥစွာတာယာဝရီခရိုင်ပြည်သူ့စေယုံအုပ်ကြီးဒေါက်တာဆုလိုင်ထွေးကအဖွဲ့မစကားပြောကြားပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှခရိုင်ဦးစီးမှုအိုးအမျက်ထွတ်ကတွဲလူတန်းရာကြီးရွေချက်ကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနနှစ်30ပြည့်နှစ်ပတ်လည်နှင့်အကျိုးစုပေါင်းသွေးလူဒဏ်ကြမိသူများအားခရိုင်ပြည်သူ့စေယုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအားလိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးခြင်းသွေးလူဒဏ်ရကန့်ညီသူများအားကျန်းမာရေးဝန်ထမ်းများအားသွေးဖောက်ထုတ်မှုများပြုလုပ်ပေးခဲ့ပြီးသွေးလူရှင်များအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှတရားဝင်ခရိုင်မှုကအာဟာရပစ္စည်းအစားအစာများကိုထောက်ပံ့ပေးရခဲ့ပါသည် ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနတာယာဝရီခရိုင်မှုကဆေးလူဒါနအဖြစ်သုံးသိချက်အားခရိုင်ပြည်သူ့စည်ရုံးအုပ်ကြီးထံပေးအပ်လူတန်းခဲ့ပါတယ်။တာဝန်ရှိသူတဦးမှလည်းယခုလိုပြောကြားခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနတာယာဝရီခရိုင်ဦးစီးမှုဒုတိယညွှန်ကြားမှုကိုမြတ်ထွက်ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာတာယာဝရီခရိုင်ပြည်သူ့စည်ရုံးကြီးမှလာရောက်သေးလူတန်းရတဲ့ရည်ရွယ်ချက်ကတော့ 15ရက်6လ2025ရက်နေ့မှာကြားရမယ်ဝင်ကြီးဌာနနှစ်30ပြည့်နှစ်ပတ်လည်နေ့အချိန်မှတ်တွဲတာယာဝရီခရိုင်အတွင်းမှာရှိတဲ့တာယာဝရီလက်ပဒံမိုးညိုမင်းလာအုပ်ဖို့ဂျိုးပင်ကောက်6မြို့နယ်ရဝန်ထမ်း20နဲ့ဒီဝင်ကြီးဌာနမွေးနေ့ကြိုးစိုးဂုံပြုတော်အားဖြင့်လာရောက်သိလူတန်းချင်းအခမ်းအနားဖြစ်ပါတယ်ခင်ဗျာခရိုင်ပြည်သူစေယုံအုပ်ကြီးမှလည်းယခုလိုပြောကြားခဲ့ပါတယ်ကျမကတော့ တာရီခင်ရိုင်ပြည်သူစေယုံစေယုံအောင်ဒေါက်တာဆုလိုင်းထွေဖြစ်ပါတယ်။ဒီနေ့အခမ်းအနားကတော့လူဝင်မှုကြီးကြပ်ရေးနယ်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့စ်30ပြည့်ဌာနနှစ်ပတ်လည်ထိမ့်မှတ်ဖြစ်နေသွေးလာရောက်လှူဒါန်းတဲ့အတွက်ကြောင့်မလို့ကျမကအင်မတန်ဂုဏ်ယူဝမ်းမြောက်ကြောင်းရှိဥစွာပြောကြပါမယ်။အဲကျမတို့စေယုံမှာဒီတာယာရူခန်စေယုံအနေနဲ့ကတော့စေယုံမှာသွေးလိုအပ်ချက်ကတော့အဲတလောက်ကိုသွေးအိတ်200လောက်အနည်းဆုံးလိုအပ်ပါတယ်။အဲလူနာရီအနေနဲ့ သွေးလိုအပ်မှုကိုလာရောက်ပြီးတော့ကူညီဖြည့်တင်းပေးတဲ့ကြောင့်မလို့ဌာနကိုလည်းအင်မတန်ကျေးဇူးတင်ပါတယ်။ဒါအပြင်သွေးအပြင်သွေးဆင်းနစ်စစ်ပစ္စည်းအတွက်လည်းအလှူငွေများလာရောက်လှူဒါန်းတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်။အဆိုပါစုပေါင်းသွေးလူဓာတ်ပွဲတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနတရားဝင်ခရိုင်မှုနှင့်ဝန်ထမ်းများ တရားဝရီလက်ဗရန်မင်းလာမုံညိုအုပ်ဖို့ဂျိုးပင်ကောင်းမြို့နယ်များမှာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှမြို့နယ်ဦးစီးမှုများနှင့်ဝန်ထမ်းများစုစုပေါင်း တွဲလူရှင်20ဦးတို့ကတွဲလူတန်းခဲ့ကြကြောင်းသိရပါတယ်ရှင်။